ဘောလုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဘာစီလိုနာလူငယ်ကစားသမားလေးလာမေးရမာကတော့လာမယ့်နှစ်မှာဒီသူ့ရဲ့အသက်16နှစ်ပြည့်လာလို့ရှိရင်စာချုပ် GTS ချုပ်ဆိုမယ်သင်တဲ့စာချုပ်ချုပ်ပြီးတဲ့နောက်ပိုင်းတော့လာမေးရမာကဒါဘာစီလိုနာရဲ့ကျောင်းနံပါတ်10ဆိုတဲ့ဒါကနဝင်နံပါတ်ကိုဝတ်ဆင်ကစားခွင့်ရတော့မယ်လို့ကျွန်တော်ကြားသိတာရတယ်ဒါကဒီချာတိုက်လေးတွက်ကြတော့အင်မတန်မှမိုက်တယ်တကယ်တမ်းလဲထိုက်တန်တယ်လို့ကျွန်တော်တို့ကပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီနှစ်သူဆွမ်းဆောင်သွားတယ်သူ့ရဲ့ဆွမ်းဆောင်ရေးပိုင်းမှာကြီးရမယ်ဆိုအင်မတန်မှပြည့်စုံတဲ့ကစားသမားလေး ွဲကြီးတွေမှာအင်တာမကောင်းတယ်တကယ် big game player တယောက်လို့တော့ကျွန်တော်ဟုတ်အရင်ပြောထားတဲ့အချိန်ပေါ့နော်အရင်ပြီးတော့တပုတ်ကျွန်တော်ပြောထားဘူးတဲ့ဒီ big game player တယောက်နဲ့တူလာတကယ်တမ်းလည်းဒီကစားသမားကဒီလိုပွဲကြီးတွေဆိုခြေစွမ်းအင်တာမပြတတ်တဲ့ကစားသမားမျိုးစွမ်းဆောင်ရေးပိုင်းကတကယ်လက်ဖြားခစရာပဲအသက်18နှစ်ဆိုတော့ကျွန်တော်ရုံနိုင်ကြတော့မရှိတဲ့ကစားသမားမျိုးလက်ရှိဘောလုံးလောကမှာလုံးဝနာမည်တစ်လုံးတွင်ကျန်နေပြီးဖြစ်တဲ့ကစားသမားဖြစ်တယ်ဒီကစားသမားအခုဆိုရင်ကျွန်တော်ရဲ့ကနဝင်လိုနဲ့မက်ဆီရဲ့နံပါတ်ကိုဆက်ခံမဲ့ကစားသမားဖြစ်လာပြီဒါပြောရမယ်ဆိုရင်တော့သူ့သက်ရွယ်နေကြတော့လေ တကယ်တမ်းကျတော့ဒီနံပါတ်က Titan နေပေမဲ့လေဝုတ်စင်ပေါ်ကျတော့ကျွန်တော်အနေနဲ့ကျတော့နည်းနည်းလေးစောသေးတယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီလက်ရှိနံပါတ်လေးနဲ့ပဲဆက်ပြီးတော့မှနောက်ထပ်တရာစီနေရာစီလောက်ပေါ့နော်အသက်16 20နီးပါးလောက်ထိကိုသွားစီချင်းသေးတယ်။ဘာကြောင့်လဲဆိုတော့နံပါတ်ရဲ့ PRD ဒေချာတက်လေးပေါ်မှာမသက်ရောက်စီချင်းဘူး။ဘာကြောင့်ဆိုတော့ကျွန်တော်တို့အလားတူပုံစံမျိုးအရင်တည်းကတွေ့ခဲ့ပူပြီးကျွန်တော်လူငယ်ကစားသမားလေးအန်ဆူဖာတီနံပါတ်30ဝုတ်ပြီးတဲ့နောက်ပိုင်းမှာလုံးဝတိုင်ပတ်သွားတယ်။ဒါကဒီနံပါတ်တွေရဲ့ မဖြစ်နိုင်ဘူးလို့လည်းပြောလို့ရပါမယ်လေဒီနံပါတ်တွေကပြောမဆိုနှက်ကြည့်တယ်လို့တချို့တွေကပြောကြတယ်ပေါ့နော်ကျွန်တော်မန်ယူမှာဆိုလဲနံပါတ်9ရော်နယ်ဒိုထွက်လာပြီးတဲ့နောက်ပိုင်းဒီနံပါတ်ကလုံးဝဘယ်သူဝုတ်ဝုတ်ဒီနံပါတ်ဝုတ်ပြီးတဲ့နောက်ပိုင်းအလုံးဝခြေစွမ်းတွေပြတ်သွားတယ်ဒီလိုနေထားကြတော့တွေ့ရတယ်အခုရင်းမရဲမှာဆိုလဲဗီနီဆက်ဂျူနီယာအရင်နှစ်ကဘလောက်ပဲကောင်းလာသည့်တိုင်အောင်ဒီရော်နယ်ဒိုရဲ့နံပါတ်ကိုဆက်ခံပြီးတဲ့နောက်မှာတော့နည်းနည်းလေးကမောင်းကမားဖြစ်တယ်ဒါကတိုက်ဆိုင်တာလို့လည်းကျွန်တော်ပြောလို့ရတယ်ပေါ့နော်နံပါတ်ရဲ့ဖိအားလို့လည်းပြောလို့ရတယ် ဒါပေမဲ့လည်းကျွန်တော်နေတဲ့ကြားဒီလိုအနေထားမျိုးမှာဒီ chart တွေလို့တော့ဖြစ်နိုင်ရင်ဒီချိန်မှာ PRK ကင်းလေးနဲ့ပဲ lessy number လေးနဲ့ပဲဆက်သွားခြင်းတယ်ဒါပေမဲ့ဒီညမျိုးမှာကျွန်တော်ကြားလာတာကတချို့တွေပြောနေကြတာเนาะ Barcelona fan တွေလည်းပါတယ်ပြီးတော့မှတစ်ဖက်သင်း fan တွေလည်းပါတယ်တချို့ပြောကြတာကဒီကစားသမားလေးက lessy အသက်အရွယ်မှာ Lionel Messi တက်ကောင်းနေပြီဆိုတဲ့စကားတွေဒါကလက်ခံပေးလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီအသက်18နှစ်အရွယ်မှာဆိုရင်ဒီကစားသမား2ဦးရဲ့စွမ်းဆောင်ရေးပိုင်းမှာကြည့်မယ်ဆိုရင်တော့ဒီ La Mia မှာက Lionel Messi မဟုတ်ကျွန်တော် Ronaldo တခြားကစားသမားတွေအားလုံးထက်18နှစ်အရွယ်မှာဆိုတာနေတယ်သူရဲ့ဆွမ်းဆောင်ရည်ပိုင်းကတကယ်ကိုကောင်းတယ်ဒါကလက်ခံပေးလို့ရတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကတချို့တွေပြောသလိုပေါ့နော်ဒါလုံးဝလီယိုနယ်မက်ဆီထက်ကောင်းနေတယ်ဆိုတာကြီးကြတော့နည်းနည်းကျွန်တော်တို့ကြတော့ဘုံဝင်မကြောက်ဘူးဘာကြောက်လဲဆိုတော့ဒီကစားသမားကလက်ရှိချိန်မှာကောင်းတာမှန်တယ်ကျွန်တော်ကလည်းအင်မတန်ကြိုက်တဲ့ကစားသမားဒါပေမဲ့ကျွန်တော်ရဲ့ကဏဝင်းနဲ့နိုင်စင်တာကြီးကတော့နည်းနည်းလေးစိတ်ထဲမှာကတိကောက်ဖြစ်တယ်။ဘာကြောက်လဲဆိုတော့သူ့ရဲ့ဆွမ်းဆောင်ရည်ပိုင်းကကောင်းနေဆိုပေမဲ့ ဒီပြောမယ်ဆိုနာမည်ကြီးမှုပိုင်းမှာကြတော့အသက်ဒီ18နှစ်အရွယ်မှာလာမီယာမာကလီယိုနယ်မက်ဆီထပ်ပို့ပြီးတော့မှဒီပုံရိပ်မြင့်တယ်နာမည်ပိုကြီးခဲ့တယ်လွန်းနယ်မက်ဆီအသက်18နှစ်အရွယ်ကြတော့အခုလာမီယာမာလောက်ထိနာမည်ပိုင်းမှာကြတော့နည်းနည်းလေးနိုင်နေသေးတယ်ဘာကြောင့်လဲဆိုတော့လွန်းနယ်မက်ဆီကြုံခဲ့တဲ့အချိန်နဲ့လာမီယာမာကြုံခဲ့တဲ့အချိန်ကမတူလာမီယာမာကြုံတဲ့အချိန်ကဘာစီလိုနာမှာလုံးဝဒီညတော့မှမှကစားမဲ့ကစားသမားမဆီလောက်တဲ့အနေအထားမျိုးဖြစ်နေတယ်ဒီဒမီလီထွက်သွားတာတော့ဘာလို့ပေါ့နော်ဒီနောက်မှာမှလုံးဝ ျွန်တော်ရအဓိကကစားသမားအာကိုရမဲ့နေတဲ့အနေအထားမျိုးမှာဒီကစားသမားလေးကကစားရတာပြောချင်တာကအဖေခေါ်စရာမရှိတဲ့အနေအထားမျိုးမှာတွေ့ရတဲ့အဖေစတိုင်မျိုးတကယ်တမ်းလဲသူကကစားခွင့်ရတဲ့အနေအထားမှာသူကလည်းအကောင်းဆုံးခြေစွမ်းပြတယ်တကယ်လဲဘယ်လိုလဲပြပြဆုံးနဲ့ကစားနိုင်ခဲ့တဲ့ကစားသမားလို့ပြောချင်တယ်ဒါကကျွန်တော်မကြိုက်လို့ပြောတာမဟုတ်ကျွန်တော်နိုင်စင်ပြတာပေါ့နော်ဒီမစင်နဲ့နိုင်စင်တဲ့အပေါ်မှာဒါကအဲ့ဒီအတွက်ကြောင့်လဲသူကကောင်းတယ်နမေတွေတအားကိုစွတ်ကြည့်ခဲ့တာလုံးဝဘာစလိုနာအတွက်ပြောမှဆိုကျွန်တော်အင်တာမီလန်နဲ့ကစားသွားတဲ့ပွဲတွေ ွဲကလုံဝပွဲကြက်တယ်ရောက်နေပြီဆိုရင်ဘောလုံးရသမျှအာလောလာမင်းရမှာနဲ့လာမင်းရမှာစီပို့တယ်အဓိကကစားသမားတယောက်အနေနဲ့သူ့ထားကစားတယ်ဒါကသူကြုံနေတွေ့နေလက်ရှိသူကြုံတွေ့နေရတဲ့အနေထားကျွန်တော်ပြောချင်တာမက်ဆီ16နှစ်အရွယ်မှာမက်ဆီအဲ့လိုကစားခွင့်မရခဲ့ဘူးဒါပေမဲ့မက်ဆီရဲ့ခြေစွမ်းကအဲ့ဒီထက်လည်းမနှိမ့်နေဘူးဘာကြောင့်လဲဆိုတော့မက်ဆီအသက်16နှစ်အရွယ်မှာမက်ဆီကစားနေရတဲ့ကစားပေါ့ကျွန်တော်ကြည့်ရမယ်ဆိုအဲ့ဒီချိန်မှာရော်နာဒင်းကိုစီးတယ်ရော်နာဒင်းကိုဖုံးမိနေလားထွန်းတောက်နေတဲ့အချိန်ဘောလုံးလောကတစ်ခုလုံးရော်နာဒင်းကိုကြီးစိုးနေတဲ့အချိန် ဒီလိုအနေထားမှာမက်ဆီနာမည်ကဘယ်လိုမှလာမရမှာလောက်တိအခုလောက်တိကြီးလာစရာအကြောင်းမရှိဘူးဒါတကယ်တမ်းကျတော့ပုံရိပ်ပိုင်းမှာကြည့်18နှစ်မှာလာမရမှာကပုံရင်းမြင့်နေပြီမက်ဆီကအသက်တည်20လောက်မှပုံရင်းမြင့်လာတယ်တအားဒီရော်နယ်ဒိန်းကိုထွက်သွားပြီးတဲ့နောက်ပိုင်းနံပါတ်10ဆက်ခံပြီးတဲ့နောက်ပိုင်းပုံရင်းမြင့်လာတယ်ဒါမဲ့ခြေစွမ်းပိုင်းအကြောင်းကြည့်မယ်ဆိုရင်တော့မက်ဆီကတကယ်တမ်းကျတော့18နှစ်ရဲ့မှာအင်တာမကောင်းတဲ့ခြေစွမ်းတွေကိုသူကပြသတာပြီကျွန်တော်ချက်စီနဲ့တွေ့တဲ့ချန်ပီယံလိပွဲတွေပါလေဆိုရင်ဒါကျွန်တော်ပြောချင်တာကမက်ဆီကိုမတွေ့ရတဲ့လူတွေတော့ကြတော့ ဒီ YouTube မှာ highlight တွေပါပြန်စာပြီးတော့ကြည့်လို့ရတယ်။ Messi block ကောင်းလဲဆိုတော့သိလိုက်မယ်။ကျွန်တော်ကလည်းကြာတော့အဲ့ဒီချိန်ကကျွန်တော်က Ronaldo ကိုကြိုက်ပြီးတော့မှ Barcelona fan ဖြစ်ခဲ့တဲ့အတွက်ကျွန်တော်လုံးဝ Lionel Messi ရဲ့ခြေစွမ်းခြေစားကိုကျွန်တော်သိခဲ့တယ်။ဒီကစားသမား Bar ဆိုတာလည်းကျွန်တော်သိလာတယ်။ပုံရိပ်ပိုင်းမှသာသူကအဲ့ဒီချိန်ကဒီ Ronaldo ကြီးဆိုတာသိနေတယ်။ပြီးတော့မှ Ito သိနေတယ်။ဒါကကိုယ့်ရဲ့အသင်းမှာပဲ။ပြီးတော့မှတစ်ဖက်မှာကျွန်တော်ပြောတဲ့ဒီဘောလုံးလောကထဲမှာကြည့်မယ်ဆိုရင်ရင်းမှာပဲကြည့်မယ်ဆိုရင်ဇီဒန်းရှိတယ်ပတ်ဟန်ရှိတယ်အိုဝင်ရှိတယ် ရော်နာဒိုရှိတယ်ဒိုဂျီပြီးတော့မှဖီโกရှိတယ်ပြီးတော့မှရာဦးရှိတယ်တလောက်နာမည်ကြီးတွေပေါ်နေတယ်ခင်ပြီးတော့မှတခါအင်္ဂလန်ဘက်ကိုကျွန်တော်ကြည့်မယ်လမ်ဘတ်လုံးဝနာမည်ကြီးနေတယ် FIFA ပေးတဲ့ဒီ the back of the player ဆူမှာဆိုရင်ဒုတိယနေရာတတိယနေရာချိန်တဲ့အနေထားလမ်ဘတ်ရှိနေတယ်ပြီးတော့မှ Henry ရှိတယ်ဒီ Arsenal အသင်းရဲ့အသင်းကောင်းဆောင်လုံးဝ superstar player ပြီးတော့မှကျွန်တော် Liverpool မှာ Steven Gerrard ဒါကျွန်တော်ပြောပြတာအဲ့ဒီချိန်ကခစ်ပြိုင်နေတဲ့မက်ဆီပေါက်လာတဲ့အနေအထားမျိုးမှာပြီးတော့မှကျွန်တော်အီတလီဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်စချင်ကိုတို့စီသေးတယ်တော်တီတို့စီသေးတယ်ဒီလိုကစားသမားတွေကြီးစိုးနေတဲ့ခစ်ကြီးမှာမက်ဆီကမွေးဖွားလာတဲ့သက်18နှစ်ရဲ့ခြာတိတ်တယောက်ကဘောလုံးလောကမှာနာမည်ကြီးစိုးဖို့ဆိုတော့နည်းနည်းလေးခက်ခဲတဲ့အနေအထားမျိုးအခုလာမီးယားမှာကြုံရတဲ့ခွင့်ရီကလေးကြတော့လုံးဝဒါပြောမှဆိုရင်လက်ရှိချိန်မှာဆိုရင်ဒါနာမည်ကြီးကစားသမားတွေကနည်းနည်းလေးစားတဲ့အနေအထားမျိုးဖြစ်တယ်ဒါတော့ဒီကောင်းတဲ့ကစားသမားတိတ်မစီအခုဆိုဒီဂျွန်ဂျီမတ်တက်မှာပဲစီမှာပေါ့နော်ဒီဗီနီဆာဂျူနီယာတို့ကီလီယန်အမ်ဘာပေတို့ဒါတွေစီမှာ ဘာစီလိုနာမှာဆိုရင်တော့လုံးဝကျွန်တော်ပြောမှာဆိုရာဖီးညာတို့လိုကစားသမားမျိုးတွေဥဆောင်နေတဲ့ဘာစီလိုနာမှာလာမီလာမီယာမာကကစားခွင့်ရနေတာပုံရိပ်ပြန်ကြတော့လာမီယာမာကဘာခနဲ့ဆိုလုံးဝနမစ်အင်မတန်ကြီးသွားတဲ့ကစားသမားလို့ကျွန်တော်မြင်မိတယ်ပြီးတော့မှခြေစွမ်းကလေးကြောင့်ကျွန်တော်မကြိုက်လို့ပြောတာတော့မဟုတ်ဘူးအင်မတန်မှကြိုက်တဲ့ကစားသမားလေးနံပါတ်10နဲ့လည်းလုံးဝထိုက်တန်တဲ့ကစားသမားဒါပေမဲ့ကျွန်တော်အမြင်နဲ့တော့စိုးသေးတယ်လို့မြင်မိတယ်ဒါကကျွန်တော်မကြိုက်လို့ပြောသွားတာမဟုတ်ဘူး မစီထက်ကောင်းတယ်လို့ပြောတာလေးကိုဘုံဝင်မကြလို့ဖြစ်တယ်လက်စီမှာကျွန်တော်အကြိုက်ဆုံးကစားသမားတယောက်လည်းဖြစ်တယ်လာမေးရမှာကဘာစီနိုဖန်နေနေတဲ့ဟောဘယ်လိုမျိုးမြင်မိလဲလာမေးရမှာဒီလာမေးရတီမှာကျွန်တော်နံပါတ်30ဝတ်စီမဲ့ပုံမှာကျွန်တော်ကွန်မန့်လေးဒီမှာမချက်ရေးသွားကြဖို့တော့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုသူရဲ့ကျေးဇူးတင်စီပါတယ်